အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတနေ့ဖြစ်ပါစေလို့ဒီညကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်အဲ့တော့ဒါကျွန်တော်တို့လက်ရှိမှာဒီနေ့ညနေမှာတော့ Arsenal သတင်းလေးတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ် Arsenal အသင်းအနေနဲ့အခုလက်ရှိမှာနောက်ဆုံးရသတင်းတွေရဆိုရင်တော့ဒါကျွန်တော် Arsenal အသင်းရဲ့ကွင်းလေကစားသမားဖြစ်တဲ့ဒါကျွန်တော်တို့ တောမက်စ်ပါတီကိုစာချုပ်သစ်ကန်လန်ဖို့အတွက်တရားဝင်ဆွေးနွေးနေပြီဆိုပြီးတော့ David Austin ကနေပြီးတော့ The Athletic UK ဘက်မှရေးသားလာခဲ့တာကိုတွေ့ရမယ်။အဲ့တော့စာချုပ်တည်တန်းရတာဒီနေ့ရမသိပေမဲ့ဒါကျွန်တော်တို့လက်ရှိမှာတော့ကျွန်တော်တို့က Arsenal အသင်းနဲ့ဒါကျွန်တော်တို့ကွင်းလေကစားသမားတွေနေမှာလက်ရှိမှာဒါလာမယ့်လူရည်ဒီမှာအကြီးစားတာ Arsenal အသင်းကရှင်းထုတ်မှုတွေရှိနိုင်တယ်။ဒီရှင်းထုတ်မှုတွေကြားထဲမှာတော့ Thomas Partey မပါသွားဘူးလို့တော့ပြောလို့ရတယ်။ Thomas Partey ကိုပထမတော့စာချုပ်တည်တန်းတိုးမယ်မတိုးဘူးဆိုတဲ့ပုံစံမျိုးတွေမတိကြသေးပေမဲ့လက်ရှိနောက်ဆုံးသတင်းတွေရဆို ဆိုရင်တော့ Arsenal သင်ကတော့ Thomas Partey ကိုစာချုပ်အသစ်ချုပ်ဆိုဖို့အတွက်ဒါစဉ်းစားလိုက်ပြီးဆိုပြီးတော့တရင်ထွက်လာခဲ့တယ်။အခုလက်ရှိမှာဒါကျွန်တော်တရားဝင်ဆွေးနွေးနေတာဖြစ်ပြီးတော့ဒီအပေါင်းလက္ခဏာစောင့်မယ်လို့လည်းပြောလို့ရတယ်မှာပါ။အဲ့တော့ David Austin ပြောထားပုံရဆိုရင်ကစားသမားကူတိုင်ကလည်း London မှာပဲပျော်ပြီးသူ့အနေနဲ့ဒါတခြားနိုင်ငံကိုပြောင်းဖို့တက်စားရင်တော့ Thomas Partey အနေနဲ့ဒါစာချုပ်တတအသစ်ကိုဒါတိုးဖို့အတွက်ပြင်ဆင်လာတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတယ်မှာပါ။အဲ့တော့လက်ရှိမှာဒါကျွန်တော် Arsenal သင်နဲ့ဒီသတင်းထွက်လာချိန်မှာပြည်သက်တွေစိုးရိမ်တာက Zubimendi ရဲ့အပြောင်းရွှေ့ပဲ။ Zubimendi ကလက်ရှိမှာတည်ကြနေမဲ့ ပိန်သတင်းတွေရဲ့ရည်တာမှုကြောင့်မို့ဒါကျွန်တော်ဆိုပြီးမယ်ဒီနေနဲ့ရီယယ်မက်ဒရစ်ကပဲလက်ဦးမှုရသွားနိုင်မလားဆိုတဲ့ဒါကျွန်တော်တို့သတင်းတွေထွက်ပေါ်နေကြတဲ့အချိန်မှာပါအဲ့တော့ဆိုပြီးမယ်ဒီကိုလက်ရှိမှာဒါကျွန်တော်အာစနိုအသင်းနေနဲ့ဒါကျွန်တော်တို့ ပုပ်ကိုရေးရသဘောတူညီမှုရထားခဲ့ပြီးတော့ဒါကျွန်တော်တို့မကြခင်ကိုခေါ်ယူနိုင်မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ထားခဲ့ပေမဲ့တကယ်တမ်းနင်လားငါလားဆိုတဲ့အချိန်မှာဒါကျွန်တော်တို့အခုချိန်မှာဘာတွေဖြစ်သွားခဲ့လဲဆိုတော့မေကုန်မေးရမယ်အဲ့တော့မာကာရဲ့ရေးသားထားချက်အရအခုလက်ရှိနောက်ဆုံးရသတင်းတွေအရဆိုရင်တော့အာဆိုတင်းထက်ဆိုင်ရီယယ်မက်ဒရစ်တင်းကဒါကျွန်တော်တို့ ရီယယ်မက်ဒရစ်အသင်းကဇူဘီမန်ဒီကိုရသွားနိုင်တယ်ဆိုတဲ့သတင်းတွေကိုထွက်ပေါ်နေခဲ့တယ်အဲ့တော့လက်ရှိမှာဒေးဗစ်အော့စတင်ရေးသားထားတဲ့သတင်းအဓိကပြောရမယ်ဆိုရင်တော့ဒါကျွန်တော်တို့ Arsenal want Thomas Partey to stay plus in talk over new contract ပေါ့နော်31 year old midfielder is happy at Arsenal and family enjoying London Ghana international open to improve 2 year deal or 1 plus 1 will consider alternative of option if agreement cannot be struck ပေါ့နော်အဲ့တော့လက်ရှိမှာ Arsenal အသေးတွေ ਨੇ ကစားသမားကိုအသစ်မှာဆက်ပြီးနေစေခြင်း ਨੇ ကစားသမားကိုယ်တိုင်ကလည်းသူ့ရဲ့မိသားစုနဲ့အတူ London မှာပျော်ရွှင်နေပြီးတော့သူ့အနေနဲ့ Arsenal အသစ်မှာပဲဆက်နေခြင်း ਨੇ ဒါပြင်ကျွန်တော်တို့ Ghana ရဲ့ဒါကျွန်တော် international ဒါကစားသမားကတော့ဒါကျွန်တော်နှစ်နှစ်လောက်တော့စာရုံးတက်တယ်လို့ခြင်း ਨੇ ဒါမှမဟုတ်တစ်နှစ် plus တစ်နှစ်လည်းဖြစ်တယ်ပေါ့နော်ဒါပေမဲ့အခုလက်ရှိချိန်တွေတော့သဘောတူညီမှုမရသေးပဲ ਨੇ သဘောတူညီမှုမရခဲ့ဘူးဆိုရင်တော့ Ghana တော့ကျွန်တော်လက်ရှိမှာ Thomas Party နဲ့ Lamine Nuiya ဒီမှာအသင်းပြောင်းမှာဖြစ်တယ်ဆိုပြီးသူကရေးထားတယ် of course ကတော့ဘယ်လိုပဲဟို Thomas Party လို့အသင်းကစားသမားမျိုးမှာ comment အသင်းမှာမရှိအဲ့တော့အခုလက်ရှိအခြေအနေတွေကဒါကျွန်တော်တရားဝင်စကားပြောနေပြီအဲ့တော့ပြောရမယ်ဆို Arsenal သင်းနေတာတိတလောက်ကတော့ဒါဒီအပြောဆိုတာအခုလက်ရှိအားကစား director အသစ်ဖြစ်တယ်ဒါကျွန်တော်တို့ Andrea Barda ကနေပြီးတော့စိတ်ဝင်စားမှုတွေရှိတယ်။ Andrea Barda အနေနဲ့အခုလက်ရှိမှာဒါဒီယာကိုဥဆောင်ပြီးလုပ်ခဲ့တဲ့အနေထားမှာရှိတယ်။ဒါပေမဲ့အခုလက်ရှိမှာတချို့ကြဆုနာပြောနေတဲ့ဥစ္စာပြတ်သွားတာကခုနဇူဝီမန်ဒီရဲ့အပြောင်းအရွှေ့မှာ အာစနိုသင်းတဲ့ဘလူးချင်းတွေရှိတယ်အဲ့တော့လက်ရှိမှာကျွန်တော်ဟိုနေ့တော့ဖတ်တော့ Telegram ကရေးထားတာကပုတ်ကူရေးရာသဘောတူညီမှုနီးစပ်ခဲ့တာဖြစ်တဲ့ပုတ်ကူရေးပုတ်ကူရောင်ပုတ်ကူရေးရာသဘောတူညီမှုအပြေဝါရခဲ့တာမဟုတ်ဘူးအဲ့တော့ဇူဘီမန်ဒီနေနဲ့ဒီညမှာသူ့အနေနဲ့သူ့ရဲ့ဒါကျွန်တော်နောက်ထပ်ဟိုအပြောင်းလဲတစ်ခုဖြစ်သွားနိုင်တဲ့အချက်တစ်ခုကဘာလဲလို့ကျွန်တော်မေးမယ်ဆိုရင် သူ့ရဲ့ဒါကျွန်တော်စပိန်မှာနေကျင်စိတ်ပဲပြဿနာဆိုရင်မန်နီကိုရန်စပိန်သားဖြစ်တဲ့ရီယယ်မက်ဒရစ်လိုအသင်းမျိုးကတကားလာခောက်ခဲ့မယ်ဆိုရင်ဒီနေရာမှာဒါအကြီးကျယ်ပြောင်းလဲပြီအခုလက်ရှိမှာဒါရီယယ်မက်ဒရစ်ရဲ့နောက်တဲ့အကြီးမားဆုံးပြဿနာကလည်း DM ကစားသမားကောင်းကောင်းမွန်မွန်ဒါမေမေရရှူအာမန်ဒီတို့ဒါကျွန်တော်တို့ကာဗာမင်ဂါတို့ဆိုအဆင်ပြေတယ်ဆိုပေမဲ့ဒါအခုချိန်ဒီ DM နေရာမှာဒါဟုတ်တယ်ဆိုတဲ့ပုံစံမျိုးရှိရအောင်ဇူဘီမန်ဒီကို ပီရက်စကိုတန်းကစိတ်ဝင်စားတဲ့ကြောင့်ဒါပုဂ္ဂိုလ်ရေးရာသဘောတူညီမှုတော့ကြိုးစားရဒါပေမဲ့ဇူဘီမန်ဒီရဲ့အဓိကပြဿနာကဘ누구ကဈေးပို့ပေးနိုင်တယ်မပေးနိုင်တယ်ဆိုတဲ့ကစားသမားစာချုပ်ဖြတ်သိမ်းခြင်းရှိပြီးသားအဲ့တော့ကစားသမားနဲ့ပုဂ္ဂိုလ်ရေးရာသဘောတူညီနိုင်မဲ့အသင်းကကစားသမားကိုရရှိမှာဖြစ်တယ်အဲ့ဒါကလက်ရှိမှာဇူဘီမန်ဒီအဲ့တော့လက်ရှိမှာတချို့သောပြည်သက်တွေဆိုရင်ကတော့တောမတ်ပါတီကိုစာရုပ်သွင်းချုပ်တယ်ဆိုတာကဇူဘီမန်ဒီကိုမရတော့မှမှုတ်လို့လားဆိုတဲ့မိကွန်းနေမိလာခဲ့တယ်ဒီအဖြေကိုတော့ကျွန်တော်အနေနဲ့100%ပြောမှာဆိုကျွန်တော်လည်းမသိပါဘူးအဲ့တော့ဇူဘီမန်ဒီရဲ့ကိစ္စကအခုလက်ရှိမှာဒါစပိန်သတင်းဌာနကတမျိုးပြောမှာအခုလက်ရှိမှာ Charles Webb ရေးသား ထားမှုညာဆိုရင်အင်္ဂလန်သတင်းဌာနကလည်းတမျိုးပြောတယ်အင်္ဂလန်သတင်းဌာနကအာစတိုသိနေတာကျတော့ဇူဘီမန်ဒီကိုရဖို့အတွက် confident ရှိတယ်တစ်ဖက်ကမာကာရုအုပ်စုကလည်းဒါကျတော့ဇူဘီမန်ဒီကိုအာစတိုအသင်းထက်ဆိုင်ဒါရီယယ်မက်ဒရစ်အသင်းကကြိုပြီးတော့ခေါ်သွားနိုင်မယ်ဆိုတဲ့သတင်းကိုလည်းပေါ့ကြိုပြီးတော့မဟုတ် အပို့ပြီးတော့ခေါ်သွားနိုင်မယ်ဆိုတဲ့သတင်းကိုလေဒါကျွန်တော်တောက်လျှောက်သတင်းတွေအရာကျွန်တော်သိနေတဲ့နေရာမှာပါအဲ့တော့လက်ရှိမှာဒါ scenario ကဒီလိုပုံစံမျိုးနှစ်ခုပုံစံဖြစ်သွားတယ်အဲ့တော့လက်ရှိမှာ Arsenal အသင်းအခြေအနေကဒီလောက်ပဲအဲ့တော့လက်ရှိမှာ Thomas Partey ကိုတော့စာချုပ်တင်နေမကြခင်မှာမြင်ရတော့မလားဒါမှမဟုတ်နာပေါ်သူပဲ Thomas Partey ဘက်ကလည်းရှင်းနေပြအခုလက်ရှိမှာကျွန်တော်ဒါဒီဒေးရဖတ်ကြည့်ပုံရအခုလက်ရှိလစာတိုင်းမဲ့သူနေမယ်သူနေနဲ့ London မှာပဲနေဖို့ရည်ကြီးတယ်ဒါပေမဲ့ Arsenal အသင်းနဲ့ Thomas Partey ကိုစာချုပ်ချုပ်မယ်ဆိုရင်တို့လက်ရှိဒါကျွန်တော်တို့အသင်းအသင်းမှာဒါအသက်ကြီးကစားသမားမရှိရမယ်ဆိုတဲ့ဥစ္စာတစ်ခုကို Thomas Partey တို့ချိုးဖြတ်ပေးရမယ်ပေါ့ ဒါပေမဲ့ MLB မှာ Thomas Thomas Party Thomas Party ကမစိုးဘူးပေါ့နော်ခြေစွမ်းရတာအချိန်ကြီးကကောင်းသေးတယ်အသင်ကွင်းလယ်မှာလည်း midfield ကလီးလုံနိုင်မယ်ဆို100%သိကြတယ်ဒါပေမဲ့နောက်တစ်ကွင်းလယ်လူစားသမားတစ်ယောက်ဖြစ်တဲ့ Georgie ကပေါ့နော် Jorgin Hoa ရာသီကိုရင်ထွက်ပြီးသိကြတယ် Arsenal ဘက်ကဆာယုတ်တက်ကန်လှပ်ဖို့တော့လုံးဝစီစဉ်မရှိဘူးဒီနေရာမှာ Jorgin Hoa ရလာမဲ့နေရာဒီမှာကျွန်တော်ကျွန်တော်သိတော့ပေါ့နော် Brazil Club ဒါမှမဟုတ်ဒါကျွန်တော်သိရတော့က Saudi Club ကိုပြောင်းရွှေ့သွားဖို့အတွက်တာဆူနေပြီလို့ကြားသိရတယ်ဒီမှာပါတယ်အဲ့တော့ Arsenal နဲ့ပတ်သက်ပြီးတော့လက်ရှိမှာဒါကွင်းလယ်အပြောင်းရွှေ့ကဒါတော်တော်လေးကိုဒါမြိုင်နေတယ်အဲ့တော့လက်ရှိမှာဒါတချို့ ောကော်ရဟာလာဒီမှာအာစတုံသိနေနေတာကျွန်တော်တို့ကွင်းလေကစားသမားပိုင်းပေါ့နော် AM ကစားသမားပိုင်းဒါအိုဒင်ကတ်ကိုနောက်ကနေ support လုပ်ပေးနိုင်မယ်ကစားသမားတယောက်ကိုများခေါ်ယူဖို့ရှိအောင်မလားဆိုပြီးဒါကျွန်တော် David Austin ကိုဒါ ask the question ဒါဒါ Q&A ပေါ့နော် David Austin ကဒါကျွန်တော်တို့ The Athletic UK ကို subscribe လုပ်ထားလို့သိလိမ့်မယ်ဒါ David Austin နဲ့ပတ်သက်ပြီး Q&A ကိုအများနဲ့မေးပိုင်ခွင့်ရှိတယ်တပတ်တစ်ခါလာမသိဘူးအဲ့တော့ သူမေးကြတယ်ချင်မှာဒါအာဆိုသင်းတဲ့လက်ရှိမှာအိုဒင်ကရဲ့အရင်ကစားသမားပုံစံမျိုးဆိုတာထက်အိုဒင်ကရဲ့နောက်မှာကစားနိုင်မဲ့ကစားသမားမျိုးကိုလက်ရှိမှာအာဆိုသင်းဒီနဲ့ရှာဖွေနေတယ်ဒါပေမဲ့အခုလက်ရှိမှာဒါ specific name ပေါ့နော်ဒါတေးကြတဲ့နာမည်တခုကိုတော့မတွေ့သေးဘူးအာဆိုသင်းနဲ့အခုလက်ရှိမှာစိတ်ဝင်စားနေတဲ့ကစားသမားတွေတော့ရှိတယ်ဒီကစားသမားတွေထဲမှာမှဒီထက်ပိုပြီးတော့ဒါကျွန်တော်တို့လက်ရှိမှာ solid ဖြစ်တဲ့ name တခုကိုတော့နာမည်ဒီကမတက်လာသေးဘူးဆိုပြီး Austin ကတရားဝင် confirm လုပ်တယ်အဲ့တော့ Odin ကနောက်မှာဒါကျွန်တော် AM ကစားသမားအနီထားရတိတိချာချာစောင့်နိုင်မဲ့ကစားသမားကို Arsenal သင်းနဲ့ ်ရှာဖွေနေဆိုတာတကယ်ပါဒါပေမဲ့အခုလက်ရှိမှာဘယ်ကစားသမားကပြစ်မှတ်ဆိုတာလဲဆိုတော့ Austin ကိုယ်တိုင်တော့မသိသေးဘူးဆိုပြီးသူကရေးသားထားခဲ့တယ်ဒါနဲ့ဆက်ဆက်ပြီးပြောရမယ်ဆိုလက်ရှိမှာဒါ Arsenal အသင်းကတော့ဒါကျွန်တော်တို့နောက်ဆုံးနဇာကင်ဆယ်လာရေးထားတဲ့တဲ့င်းအရဆိုရင်တော့စာချုပ်ဖြတ်သိမ်းကြီးတန်း90ရှိတဲ့နောက်ချန်ကစားသမားတယောက်ကိုစိတ်ဝင်စားနေဆိုတဲ့တဲ့င်းထုတ်ပေါ်လာခဲ့တယ်အာဆိုတဲ့ဒီညမှာဒါဆိုကြမှာခံစင်မှုကြီးတော့များနေဘူးနော်ဘာလို့မို့ဒီကစားသမားကိုခေါ်မလဲအမှန်တမ်းပြောရမယ်ဆိုအာဆိုတဲ့ White Sun တွေကလိုက်တယ်ခင်ဗျားတို့မသိကျွန်တော်တော့ကြိုက်တယ်ဟွိုက်ဆန်အာဆိုတဲ့ခုလက်ရှိမှာဒါကြောင့် Liverpool, New ူကာဆယ်ချက်ဆီတို့စိတ်ဝင်စားနေတဲ့စင်တာဘက်ကစားသမားလေးဖြစ်တဲ့လာမဲနူယာဒီမာဒါကျွန်တော်ပေါင်တန်း90စာချုပ်ဖြတ်သိမ်းခြင်းနဲ့ခေါ်ယူလို့ရမယ်ဒီကစားသမားကိုစိတ်ဝင်စားနေတယ်ဆိုပြီးတော့ဒါနဇာကင်ဆယ်လာကနေပြီးတော့ရေးသားထားခဲ့တာဖြစ်တယ်အဲ့တော့ဒါရှိမာဒါချက်ဆီက among the teams interested in boom of defender ding huisen they would have a real chance of getting him for this 50 million release clause in the summer strong relationship with his agency best significant cost significant competition from arsenal liverpool and newcastle ဆိုတော့ရည်သားထားကြတော့တွေ့ရမှာအဲ့တော့ budget ကလက်ရှိမှာ arsenal အသင်းတွေ ਨੇ ဒါ white sand ကိုဒါကျွန်တော်တို့လေးကိုစိတ်ဝင်စားတယ်အဓိကစာချုပ်ဖြတ်သိမ်းကြီးဈေးပေါ်လို့လည်းပါတယ်ဘောနော်စာချုပ်ဖြတ်သိမ်းကြီးကတီးကြတယ်မဲ့ white sand မှာစာချုပ်ဖြတ်သိမ်းကြီးကအတန်း90ပဲရှိအဲ့တော့ arsenal အသင်းမှာခုတီးကြတယ်မဲ့ဒါကျွန်တော်တို့အဲဆာလီဘောက်ကျွန်တော်တို့ဘယ်သူဆာလီဘောက်ဂေဘီယိုရှိရတယ်။ဒါပေမဲ့လာမယ့်နေရာဒီမှာ white sand ကိုဘာလို့ arsenal အသင်းကစိတ်ဝင်စားဆိုတော့အဖြစ်ကရှွတ်ရှဲလေးပဲ။ အာဆိုတဲ့နဲ့လာမယ့်နေရာမှာသူတို့အနေနဲ့ကီဝီရောကိုလက်လွတ်အောင်ဖို့ရှိတယ်။ကီဝီရောအနေနဲ့ခုလက်ရှိမှာအင်တာမီလန်က AC မီလန်ကသူ့ကိုလာမယ့်နေရာဒီမှာစိတ်ဝင်စားနေတယ်။ကီဝီရောကိုယ်တိုင်ကသူ့နဲ့နံပါတ်၁ကစားသမားဖြစ်ချင်တဲ့အတွက်ကြောင့်မို့သူ့အနေနဲ့ CV ကိုပြောင်းရွှေ့ပြီးဆော့ချင်တယ်။အာဆိုတဲ့နဲ့ဒီနေရာမှာကီဝီရောအတွက်ဒါကျွန်တော်တို့ဈေးတစ်ခုကောင်းကောင်းရမယ်ဆိုရင်ကီဝီရောကိုလည်းရောင်းချသွားဖို့အတွက်ပြင်ဆင်လာတယ်။အဲ့တော့ဒီနေရာမှာကီဝီရောကိုဒါအသင်းကလက်လွတ်ခဲ့ရမယ်ဆိုရင်တော့အာဆိုတဲ့နဲ့ဒီစင်တာဘက်ကစားသမားနေရာမှာ white sand ကိုစဉ်းစားနေတယ်လို့သတင်းတွေသိရတယ်မှာ။အဲ့တော့လက်ရှိမှာတခြားသင်းတွေလည်း white sand နဲ့ပတ်သက်ပြီးစိတ်ဝင် စားတဲ့ club တွေအများကြီးအများကြီးရှိပါတယ်။ Arsenal တင်းနေမဟုတ်ဘူး။အဲ့တော့လက်ရှိမှာ Arsenal တင်းနေစိတ်ဝင်စားတဲ့တရင်ကိုတော့ Nazar Kinsella ကူတိုင်သူတင်ထားတဲ့ကြောင့်မလား tier level က tier 2 3လောက်တော့ယုံကြည်ရတယ်လို့ပြောရင်းနဲ့ပဲကျွန်တော်သွားကုန်ပြပါအောင်။ပေါ်လုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 point ဆိုတဲ့ TV4U တို့မှာချင်းလူစာပအောင်ကူညီလို့ရပါတယ်။ညနေလက်ကလစ်ဖို့မမိကြပါနဲ့။အောက်က comment တွေထဲမှာလည်း Youth Sport Media 3 point ဆိုတဲ့ TV4U တို့ရဲ့လေးလေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်များစွာကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လို့ like and subscribe လို့ကျွန်တော်အားပေးလို့ရပါတယ်။ညနေလက်ကလစ်ဖို့မမိကြပါနဲ့။အောက်က ကကွန်မန်တီထဲမှာလေး youth sport media 3.0 ਨੇ TV4 ကြီးတော့လင်းလေးတွေကိုထည့်ပေးထားကျွန်တော်တို့မျက်စောကွင်ပြလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လေးကျွန်တော်အားပေးလို့ရပါရမြန်မာလေးကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်မြန်မြန်ကလစ်မှာမြန်မြန်နိုင်ဖြစ်ပါတယ်အားလုံးမကြိုဒီမှာကျွန်တော်တို့နောက်မှ AAC တွေ့ကြရပါဘို့ဒီပါဗျာ